င်္ဂလာပါရှင်ခစ်တင်ニュース channel မှာထိတ်တန့်ရောက်မြန်မာသတင်းတွေကိုတင်ဆက်ပြီးတော့မှပြပါရရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြို့နယ်လေးခုတိုက်ပွဲများအတွင်စစ်ကောင်စီတပ်မှဒုတက်ရင်မှုအပါအဝင်သေဆုံးထိခိုက်မှုများဟုနေပြည်တော် PDF ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှပြပါရရှင် ပြင်းမနာတန်တောင်ကြီးရေနီနဲ့ရေတာရှိမြို့နယ်တို့တွင်စစ်ကောင်စီတပ်နှင့်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်စစ်ကောင်စီတပ်ကတေဆုံထိခိုက်မှုများပြခဲ့ပြီးဒုတက်ရင်မှုအစဉ်အရာရှိအချို့လည်းတေဆုံခဲ့ဟုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကောက်ွယ်ရေးဝန်ကြီးဌာနနေပြည်တော်တိုင်းစစ်ဌာနကယနေ့ AB 73ရက်ကထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့တစ်လအတွင်းစစ်ရေးအခြေအနေများအတိပြေထုတ်ပြန်ခဲ့ရာစစ်ကောင်စီတပ်ကအပြစ်ရပ်ပြီးနောက်စစ်ရေးလှုပ်ရှားမှုအခြေအနေများကိုလည်းဖော်ပြခဲ့ပါတယ်။နေပြည်တော်မှာဆေးလွ၍စစ်ကြောင်းထို းလာသည့်စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ရာပြီးခဲ့တဲ့တစ်လကျော်အတွင်းပြင်းထန်သည့်တိုက်ပွဲ၆ကြိမ်ရှိခဲ့ကြောင်းအသိပေးသည့်ရင်တိုက်ပွဲများအတွင်တိုက်ပွဲကြီးငယ်ဖြစ်ပွားမှုတလားကျော်အတွင်စစ်ကောင်စီတပ်မှ62ဦးသေဆုံးကတရာကျော်ဒဏ်ရာရရှိခဲ့တယ်ဟု နေပြီးတော့ PDF ကထုတ်ပြန်ပါတယ်။ သို့သောစစ်ကောင်စီတပ်သားများတေဆုံထိခိုက်အခြေအနေများကိုတော့သတင်းဌာနကအတည်ပြုနိုင်ခြင်းမရှိပေ။ထို့ပြင်ရန်သူထံမှလက်နက်အချို့နှင့်ခဲယမ်းများတင်စီရမိကရန်သူစစ်ကောင်စီတပ်သား3ဦးလက်နက်နှစ်လက်ခဲယမ်းအချို့ဖြင့်အလင်းဝင်လာခဲ့ဟုအတည်ပြုထားပါတယ်။တိုက်ပွဲများအတွင်တော်လရေးပူပေါင်းတပ်ဖွဲ့များမှလည်းရဲဘော်အချို့တရားရခဲ့ကြောင်းထုတ်ပြန်ပါတယ်။ ယခုချိန်တွင်ရန်သူစစ်ကောင်စီမှအပြစ်ခတ်ရစေကြောင်းထုတ်ပြန်ထားတော်လဲမြေပြင်တွင်မူစစ်ကြောင်းများအင်အားဖြည့်တင်ခြင်းမြေပြင်စစ်ကြောင်းထိုးတိုက်ခိုက်ခြင်းလက်နက်ကြီးများပစ်ခတ်ခြင်းဒရုန်းများဖြင့်ပုံကျဲခြင်းလေယာဉ်များဖြင့်ပုံကျဲခြင်းတို့အားနေစဉ်နှင့်အမျှအမြင်မပြတ်လှုံ့ဆော်လျက်ရှိကြောင်းနေပြီးတော့ PDF ကသတင်းထုတ်ပြန်ခဲ့ပြီးအများပြည်သူများအနေဖြင့်ရန်သူလေကြောင်းတိုက်ခိုက်မှုရန်မှကြိုတင်ကာကွယ်ရှောင်ရှားကြရန်အတည်ပြုထားပါသည် ။စီရေးအခြေအနေအသေးစိတ်ဖြစ်စဉ်များကိုဖော်ပြခဲ့ရာနေပြည်တော် PDF နဲ့မဟာမိတ်ပူးပေါင်းတံများကပြီးခဲ့တဲ့တစ်လကျော်အတွင်းစစ်ကောင်စီတပ်နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများကိုအသိပေးထားပါရယ်။အဆိုပါတိုက်ပွဲများအနေနဲ့ပူးပေါင်းတံများကတန်တောင်ကြီးမြို့နယ်ရှမ်းလေပြည်စစ်ကောင်စီတပ်စခန်းကိုပိတ်ဆို့လျက်ရှိရာဖေဖော်ဝါရီ9ရက်တွင်ဒီကတော့စစ်ကောင်စီတပ်စခန်းမှာရှမ်းလေပြင်းတပ်စခန်းတို့စစ်ကူစစ်လွတ်သောစစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ဟုဆိုပါရယ် အင်အား30ကျော်ပါအဆိုပါစစ်ကူစစ်ကြောင်းအားနေပြည်တော်တိုင်းစစ်ဌာနတပ်ရင်း၈၆ KNL တပ်မဟာနှင့်အထူးတပ်ရင်း KNDO တပ်ခွဲလေးတို့ကြားဖြတ်တိုက်ခိုက်ခဲ့ရာခလာရ29ဒုတပ်ရင်းမှုတိမ်တန်းနှင့်15ဦးသေဆုံးခဲ့ပြီးလက်နက်ငယ်အချို့နှင့်ခဲယမ်းများသိမ်းဆီးရမိခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါသည် မလာတရက်ကနေပြီးတော့ပြင်းမနာမြို့နယ်တောင်မြင့်ရွာမှာကြေးရွာသို့စစ်ကြောင်းထိုးလာသောရန်သူစစ်ကောင်စီတပ်ကိုပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ဟုဆိုပါရယ်မလာ23ရက်ကလည်းနေပြီးတော့မှဆေးလွတ်သောစစ်ကောင်စီတပ်မှ88လက်အောက်ခံတပ်အင်အား300ခန့်ပါအင်အား100ပါစစ်ကြောင်း3ကြောင်းဖြန့်ကရင်းနှီးမြို့နယ်မိဤကလေးကြေးရွာအနီးသို့ဝင်ရောက်လာခဲ့ရာတော်လရေးပူပေါင်းတပ်ကအခုခံခဲ့တယ်ဟုဖော်ပြပါရယ် မလာ24ရက်တွင်လည်းရေတာရှိမြို့နယ်မော်ရီကုန်းကြီးရွာအနီးတွင်စစ်ကောင်စီအင်အား300ခန့်သည့်အင်အား100ပါစစ်ကြောင်း3ကြောင်းဖြန့်ကာရှေ့တိုးလာ၍တိုက်ပွဲဖြစ်ခဲ့ရာစစ်ကောင်စီကလေကြောင်းမှပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟုဆိုပါသည် အဆိုပါတိုက်ပွဲဖြစ်စဉ်တွင်စစ်ကောင်စီကဘုံကျဲချိန်သည်တောင်ယာမိကိုများထုပြောနေ၍စစ်ကောင်စီတပ်များအပေါ်မှာရင်ဘုံကျဲတိုက်ခိုက်မှုဖြစ်ခဲ့သည်ဟုလည်းအတည်ပြုထားပါသည်။မလ30ရက်ကလည်းတန်းတော်မြောက်ပိုင်းညောင်နန်းချိုကြီးရွာအနီးစစ်ကြောင်းထိုးလာသည့်အင်အား80ခန်းမှစစ်ကောင်စီတပ်နှင့်ထော်လန်ရေးပူးပေါင်းတပ်အကြားတိုက်ပွဲပြင်းထန်ခဲ့ကြောင်းထုတ်ပြန်ပါသည်။ ဧပြီ၂ရက်ကလည်းတန်တော်မြောက်ပိုင်းရွာတန်းရှိကြီးရွာမှာမြောင်နှမ်းချိုကြီးရွာသို့စစ်ကြောင်းထိုးလာသောရန်သူစစ်ကောင်စီတပ်နှင့်ပူးပေါင်းတပ်များထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာစစ်ကောင်စီတပ်အထိနာပြီးနောက်ပြန်ဆုတ်သွားခဲ့တယ်ဟုဖော်ပြပါရယ်ဆက်လက်ပြီးတော်လန်ရေးအဖွဲ့တွင်တွေ့ဆုံဆွေးနွေးဖို့စစ်ကောင်စီကိုထိုင်းဝင်ကြီးချုပ်ဟောင်းတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ရှင်တော်လန်ရေးလက်နက်ကိုင်အဖွဲ့တွင်တွေ့ဆုံဆွေးနွေးဖို့မြန်မာစစ်ကောင်စီအောင်မင်းအွန်လိုင်းကိုအကြံပေးတိုက်တွန်းခဲ့တယ်လို့ထိုင်းဝင်ကြီးချုပ်ဟောင်း က်ဆင်ရှင်နာဝက်ကဒီနေ့ AP 73ရက်မှာထိုင်းသတင်းဌာနတွေကပြောကြားခဲ့ပါတယ်။ယခု AP လာဇန်ပိုင်းကဗန်ကောက်မှာပြုလုပ်တဲ့ Binstead အစည်းအဝေးကိုတက်ရောက်လာတဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူဂျီမင်းအောင်လိုင်းနဲ့တီးခြားတွေ့ဆုံခဲ့တယ်လို့လည်းထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ကဖွင့်ဟပြောကြားလာတာလည်းဖြစ်ပါတယ်။ကျွန်တော်သူနဲ့တွေ့ဆုံပြီးစကားပြောခဲ့ရပါတယ်ကျွန်တော်တို့အနေနဲ့မြန်မာနိုင်ငံကိုမူလအခြေအနေတိုင်းရောက်ရှိပြီးငြိမ်းချမ်းတဲ့နိုင်ငံတစ်ခုအဖြစ်တွေ့မြင်ခြင်းကြောင့်ねတွေ့ဆုံဆွေးနွေးဖို့ကိစ္စပြောခဲ့ပါတယ်လို့သက်စင်ကပြောပါတယ် ဒါပြင်လက်ရှိအိန္ဒိချင်းနိုင်ငံမှာဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေကိုရပ်တန့်နိုင်ဖို့နဲ့တွဲဆောင်ဆွေးနွေးရေးလမ်းကြောင်းပေါ်ရောက်ရှိဖို့ကိုလည်းထိုင်းနိုင်ငံအနေနဲ့ဆန္ဒရှိနေကြောင်းကိုကမ္ဘာအင်အားကြီးနိုင်ငံတွေကတာဝန်ရှိသူတွေနဲ့တွဲဆောင်ခဲ့ကြပြောကြားခဲ့တယ်လို့သက်စင်ကဖြည့်ဆွက်ပြောပါတယ်။စစ်ကောင်းဆောင်အနေနဲ့ငြိမ်းချမ်းရေးလမ်းကြောင်းကိုရှာဖွေဖို့လှုံ့ဆော်ရမှာဖြစ်ပြီးလိုအပ်ပါကတော်လန်ရေးလက်နက်ကိုင်အဖွဲ့တွေစစ်ကောင်းစီအကြားထိုင်းနိုင်ငံအနေနဲ့ကြောင်းဝင်ဆီဆက်ပေးဖို့အသင့်ရှိနေတယ်လို့လည်းဆိုပါတယ်။ကျွန်တော်ပြောတာကတော့သူကဂယုစိုက်နားထောင်ပါတယ်တော်လန်ရေး ဖွဲ့တွေနဲ့စစ်ကောင်စီကြားတွေးဆုံဆွေးနွေးပွဲတွေဖြစ်လာနိုင်ဖို့အတွက်သူစစ်ကောင်စီနဲ့ကျွန်တော်တို့ထပ်မံတွေးဆုံဖို့လိုအပ်အောင်မှာပါလို့တပ်စင်က ထိုင်းသတင်းဌာနတွေကိုပြောပါတယ်စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကိုအရင်မလုပ်ဘဲတွေးဆုံဆွေးနွေးရင်းနဲ့ဖန်ဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုအရင်ဆုံးလှုပ်ပေးဖို့အာဆီယံကလည်းရက်တီတောင်းဆိုထားတာကြောင့်စစ်ကောင်ဆောင်မင်းအောင်လှိုင်နဲ့တွေးဆုံဖို့စစ်ကောင်စီကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲကိစ္စအကြောင်းဆွေးနွေးတာမျိုးကိုမလုပ်ဆောင်ခဲ့ဘူးလို့တပ်စင်ကမှတ်ချက်ပြုပြောပါတယ် ဆလပီမြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်သို့ပြန်လည်ရောက်ရှိရန်လှုံ့ဆော်နေသူများကိုအားဖေးကူညီသွားမည်ဟုအမေရိကန်နိုင်ငံသားရေးဝန်ကြီးပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်သို့ပြန်လည်ရောက်ရှိရန်လှုံ့ဆော်နေသူများကိုအားဖေးကူညီသွားရန်အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီရိုကယနေ့တကြံနှစ်သစ်ကူအဖြစ်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်သို့ပြန်လည်ရောက်ရှိရန်လှုံ့ဆော်နေသူများကိုအားဖေးကူညီသွားရန်အမေရိကန်က ဆက်လက်တန်ဓိဋ္ဌာန်ချထားပြီးဒေတာရင်းငင်းချက်ရေးနဲ့လုံခြုံရေးတို့အတွက်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြမနှစ်သက်ကူတကြံအခါတမရကိုကြိုဆိုသည့်အနေဖြင့်မြမပြည်သူများကောင်းချင်းမင်္ဂလာများနှင့်ပြည့်စုံပါစေကြောင်းမြမပြည်သူများအတွက်အမေရိကန်ပြည်ထောင်စုကိုစားမိမိပြောကြားလိုကြောင်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးကဆိုပါတယ် တကြံဆိုသည်မှာအတိတ်ကိုပြန်ပြောင်းစင်ခြင်းပြီးပုံမကောင်းမွန်သည့်အနာဂတ်ကိုမျှော်လင့်ကြသည့်ကာလတစ်ခုဖြစ်ကြောင်းယခုနှစ်တွင်မတ်28ရက်နေ့ငလင်အပီး၌ဝမ်းနေပူဆွေးမှုနှင့်ပျက်စီးဆုံးရှုံးမှုများကြုံတွေ့ခဲ့ရသည့်လူပေါင်းများစွာနှင့်အတူတပေါင်းတစ်စီးတည်းရှိနေကြောင်းဤခက်ခဲသောကာလအတွင်းမြမပြည်သူများနှင့်အတူအမေရိကန်ပြည်ထောင်စုကလည်းတတားတဲ့ရက်တီနေကြောင်းအသက်ကယ်ဆယ်ရေးဆိုင်ရာလူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ခြင်းနဲ့ပြည်လဲထူထောင်ရေးဆိုင်ရာကြိုးပမ်းမှုများကိုပေးအပ်ရာတွင်နိုင်ငံတကာအတိုင်ဝမ်းနှင့် ဆက်လက်ပူးပေါင်းသွားမည်ဖြစ်ကြောင်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးကဆက်လက်ပြောဆိုပါတယ်။ ဆက်လက်ပြီးရွှေချင်းရှိခမရ998တရင်ကိုစနိုက်ပါဖြင့်ပြစ်ခတ်တိုက်ခိုက်မှုစစ်သားတအူးတေဆုံးဇလင်းတွင်စစ်တပ်စစ်ကြောင်းထိုးရေးတိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရဲ့ရှင်။ပဲခူးတိုင်းရွှေချင်းမြို့နယ်ညောင်ချေထောက်ကျေးရွာအနီးရှိအကျန်းဖတ်စစ်တပ်၏ခမရ998တရင်ကိုစနိုက်ပါဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားတအူးတေဆုံးခဲ့ကြောင်းတောင်ညိုစစ်ကြောင်းမှတာဝန်ရှိသူတအူးကသတင်းဌာနသို့ပြောကြားပါရယ်။ ဧပြီလ10ရက်နေ့ကရွှေကျင်းမြို့နယ်ညောင်ချီတောက်ကြီးရွာအနီးရှိအကျန်းဖက်စစ်ကောင်စီ၏ခမာယ998တပ်ရင်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ စနိုက်ပါဖြင့်တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားတအူးတေဆုံးပြီးတအူးဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ စနိုက်ပါနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာတယောက်တည်ပြီးတယောက်ဒဏ်ရာရတဲ့ဟုတောင်ညိုစစ်ကြောင်းမှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုကို တောင်ညိုစစ်ကြောင်းဝေါ်မြူနဲ့ပါကာဖာနဲ့အင်တဂေါ်ပါကာဖာတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်မကွေးတိုင်းဆလင်းမြို့နဲ့ဆလင်းမြို့အနီးတဝိုက်ရှိခြေရွာကိုစစ်တပ်ကစစ်ကြောင်းထိုးနေမှုကြောင့်တိုက်ပွဲဖြစ်ခဲ့ပြီးစစ်သားများထိခိုက်ဒေဆုံးမှုရှိကြောင်းဆလင်းမြို့ နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖာမှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ်။ဧပြီလ10ရက်နေ့နက်9:30မိနစ်ကဆလင်းမြို့မှရဲစခန်းမှာအကြမ်းဖက်စစ်သားရဲအင်အားတရာကျော်ဖြင့်ဆလင်းမြို့အနီးတစ်ဝိုက်ရှိကျေးရွာများကိုစစ်ကြောင်းတို့ဝင်ရောက်ခဲ့တဲ့ဖြင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆလင်းပါကာဖာတပ်ဖွဲ့ဝင်များကခုခံတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါရယ်။ထို့သောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ခုခံတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှမော်လယ်ပိုင်းတွင် ွင်ဆက်လင်းစင်ဖြူကျွန်းလမ်းပိုင်းသို့ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းရှင်းတိုက်ခိုက်မှုအတွင်စစ်ကောင်စီဘက်မှအထီးအခိုက်အကျအဆုံးများကြောင်းသိရတော့လေအတိအကျသိရှိရခြင်းမရှိသေးကြောင်းသိရပါတယ်တိုက်ပွဲမှာထိခိုက်သေးဆုံးမှုကရှိပါတယ်စရင်အတိအကျမသိရသေးတာပါအဲ့ဒီနေ့ကပဲအဲ့ဒီစစ်ကြောင်းကဆက်လင်းစခန်းတွေကိုပြန်ဆုတ်သွားပါတယ်၁၇ရက်နေ့ကလည်းလင်းစင်းစခန်းတွေကနေအနီးအနားကျေးရွာတွေကိုထပ်မံစစ်ကြောင်းထိုးခဲ့ပါတယ်လက်တလုံးနှစ်ရက်အတွင်းတော့ငြိမ်နေပါတယ်ဟုဆက်လင်းမြို့နယ်ပြည်သူ့ကော ကွယ်ရေးအဖွဲ့ပါကာဖာမှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။